နှစ်ရက်အတွင်း ARI မြို့ရီဟာမြေကြီးနားမြို့မှာစိုးရင်ရေမက်အထက်ကြုံလွန်ရောက်ရှိနေပြီးဒီနေ့ဇွန်လ၂ရက်နေ့မနက်ပိုင်းမှာမြေရီနှစ်လက်မှကြာဆင်းသွားပေမဲ့လည်းစိုးရင်ရေမက်အထက်ဆက်တည်ရှိနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလစီကသိရပါဗျ။ဒီနေ့မနက်09:30မိနစ်အချိန်ကနေ17:30မိနစ်အထိတနာရီတွင် ARI မြို့ရီနှစ်လက်မှခန့်စတင်ကြာဆင်းနေတယ်လို့မြကြီးနားမြို့မိုးစလဦးစီးအရာရှိဦးနိုင်လင်းထွေက ၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာကတဆင့်အသိပေးထားပါရယ်လက်ရှိမှာမြစည်းနာမျိုးရှိအချို့ဒေသတွေမှာမြေရေဝင်ရောက်မှုကြောင့်နေအဆောင်တွေရေလွမ်းမှုခံနေရကြောင်းရွှေပြောင်းနေထိုင်သူတွေရှိကြောင်းဒေသခံတွေစီကသိရပါရယ်အေယော်ရီမြေရေဟာမြစည်းနာမျိုးရှိအေယော်ရီမြေရေစိုးရင်ရေမတ်ထက်ကျော်လွန်ပြီးနောက်တရက်အတွင်းတပေခွဲခန့်မြင့်တက်နိုင်ကလာမယ့်၃ရက်အတွင်းကချင်ပြည်နယ်မှာမိုးသည်ထန်စွာဆက်လက်ရွာသွန်းပြီး နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်မှာမိုးဆက်တိုက်ရွာသွန်းမှုကြောင့် ARI မြေကြောင်းတလျှောက်ဒေသတွေမှာမြေကြီးမှုအန္တရာယ်မြေပြိုတောင်ပြိုအန္တရာယ်နဲ့မြဝကျွန်းမော်ဒေသတွေမှာကမ်းမပြိုနိုင်တာတွေဖြစ်နိုင်ပြီးအထူးသတိပြုနေထိုင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်နီဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကအတည်ပြုထားပါတယ်။လက်ရှိမှာကချင်ပြည်နယ်ခြေပွေမြို့စရုံးမြို့နဲ့ ်ဝိုင်းမော်မြို့နယ်ရှိကျင်းရွာတွေမှာစစ်ဘေးရှောင်တွေနဲ့ဒေသခံတွေဟာရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ဒေသရင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါရှင်